နှစ်ဖက်တိုက်ပွဲတွေနဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်မှငါးနှစ်နီးပါးကြာမြင့်လာတဲ့ကရနီပြည်နယ်အတွင်းကစစ်ရှောင်းအမျိုးသမီးတွေရဲ့ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအပြင်လိင်ပိုင်းဆိုင်ရာထိပါမှုတွေလည်းပိုခံစားလာကြရတယ်လို့စစ်ရှောင်းတွေနဲ့စစ်ရှောင်းအရေးကူညီပေးနေသူတွေကပြောပါတယ်။ကရနီအမျိုးသမီးတို့ခံစားနေရတဲ့အခြေအနေတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရှင်။ ပြီးခဲ့တဲ့2025ခုနှစ်ဇန်နဝါရီလကနေဇွန်လအထိ6လတာကာလအတွင်းမှာ ကရနင်ပြည်နယ်အတွင်းမှာနေရစွန့်ခေါ်နေကြရတဲ့ဆစ်ဆောင်အမျိုးသမီးတွေရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့ဖြစ်စဉ်တွေအပြင်လိင်ပိုင်းဆိုင်ရာကျူးလွန်ခံနေရတဲ့ဖြစ်စဉ်ပေါင်း96မှုအထိရှိခဲ့တယ်လို့ကရနင်အမျိုးသမီးအစည်းအရုံးရဲ့အချက်လက်တွေအရသိရပါတယ်။ဒီလိုအမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေမြင့်တက်လာပေမဲ့အရေးယူမှုအပိုင်းတွေကတော့အားနည်းနေသေးတယ်လို့ကရနင်အမျိုးသမီးအစည်းအရုံးဥက္ကဋ္ဌမော်ဖရေးမြာကပြောပါတယ်။ အာပဒီပခန်းပြီးနောက်ပိုင်းမှာပေါ့နော်ထူးထူးပြီး2023ပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ပို့ပြီးတော့မှာအာအကြံဖက်မှုတွေမြင့်တက်လာတယ်အာပြစ်တာကီလိုခွေးပုံစံမျိုးပုံများလာတာရယ်ပြီးလို့ရှိရင်ဒီလိုအကြံဖက်မှုကအာစီရေးတော့အရေးမကြီးဘူးဆိုတော့ကျွန်မတို့ကျွန်မတို့ရဲ့အတိုင်းဝိုင်းကအာလက်ခံယူထားတဲ့ဟာတချို့တွေလည်းရှိသေးတယ်ပြီးလို့ရှိရင်ထူးထူးပြီးအာဖိုရတဲ့လွမ်းမမှုနေစေဖြစ်တဲ့အတွက်ကြောင့်မလို့တာ အာဒီဒေအကြံဖက်မှုတွေကိုမဖြေလျှော့နိုင်သေးတာပေါ့เนาะဆိုတော့ဒီရုပ်ပိုင်းဆိုင်အကြံဖက်မှုဆိုလို့ရှိရင်တော်တော်လေးမြင့်တက်နေတယ်ပြီးလို့ရှိရင်ဒီစိတ်ပိုင်းဆိုင်အကြံဖက်မှုတွေလည်းပါသေးတယ်ပြီးလို့ရှိရင်ဒီပဒိမှုပေါ့ပဒိမှုဆိုလို့ရှိရင်တော့တော်တော်များများကဒီအသက်မပြည့်သေးတဲ့ကလေးငယ်တွေကပုံများတယ်ပေါ့เนาะအများစုကျุလုံတဲ့သူတွေကတော့ဒါဒီစစ်ကောင်စီရဲ့အုပ်စုလိုက်ပဒိချင်းတဲ့ဟာမျိုးတွေလည်းရှိမယ်ပြီးလို့ရှိရင်ကျမတို့ဒီဒေါ်လာရေးဖဲကဟိုဒီ PDF တွေလည်းတချို့ရှိမယ်ပြီးလို့ရှိရင်တခြားဒေါ်လာရေးတိုက်တာလည်း နဲ့ကင်စုခွဲတဲ့ကားကျူးလို့တဲ့ခေတွေလည်းရှိမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီခြေရွာမှာအာသူ့ရဲ့လုတ်ပိုက်ခွေးလွမ်းမှုမှုရှိတဲ့လူတွေဆိုလို့ရှိရင်အဲကျူးလို့တဲ့ထက်မှလည်းပိုများရတယ်ပေါ့နော်ဟုတ်တစ်ဖက်မှာလေစစ်ဘေးတွေကြာကစစ်ရှာအမျိုးသမီးတွေတေကကိုဝင်စားအမျိုးသမီးတွေနဲ့မွေးကင်းစားကလေးငယ်တွေရဲ့စေဝါလိုအပ်ချက်တွေကပုံမများပြားလာနေပြီး ကာကွယ်ဆေးတွေမထိုးနိုင်တဲ့အတွက်ခလေးပြက်ကြမှုနှုံပိုးများပြားလာကမွေးကင်းစခလေးငယ်တည်ဆုံးမှုနှုံကလည်းဆက်လက်မြင့်တက်နေစေဖြစ်တယ်လို့သူမကဆက်ပြောပါတယ်။လက်ရှိမှာလည်းအာနာသိန်းစစ်တပ်ကရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်စစ်ကြောင်းထိုးလာတာတွေလေကြောင်းရဲ့အန်ဒီရီတွေအပြင်လူနေရပ်ကွက်တွေကိုပြင်းထန်ထားတိုက်ခိုက်မှုတွေကြောင့်ကရနီဒေသကပြည်သူတွေဟာဘယ်လိုရာကိုထပ်မံရွှေ့ပြောင်းနေကြရပါတယ်။ တိုက်ပွဲတွေကြောင့်ပြီးခဲ့တဲ့ဇူလိုင်လနဲ့ဩဂတ်လအတွင်းမှာထပ်မံရွှေပြောင်းနေထိုင်ရသူ2သိန်းလောက်အထိတိုးလာနေပြီးစစ်ဘေးရှောင်တွေအတွက်အခြေခံလိုအပ်တဲ့စာနယ်ရိက္ခာတွေအမိုးကာလိုအပ်မှုတွေကလည်းအမြင့်မားဆုံးအခြေအနေတစ်ဖြစ်ခဲ့ပါတယ်။အခုလိုအိုးအိမ်စွန့်ခွာလာရတဲ့စစ်ဘေးရှောင်အမျိုးသမီးတွေဟာဝင်ငွေတွေရပ်တက်လာကြတဲ့အတွက်မိသားစုစာဝန်းနေရေးဖြည့်ရှင်းနိုင်ဖို့စိုးရိမ်ပူပန်စိတ်တွေကလည်းပိုများပြားလာတယ်လို့ဖရူဆိုမြို့နယ်ကစစ်ဘေးရှောင်အမျိုးသမီးတယောက်ကပြောပါတယ်။ ဒီကလေးပခတ်ချမဆိုရင်လက်ရှိဒီကျမတို့ဆစ်ချမကမြို့သမီးမြို့ကလေးညီရီရော စုရဲ့ပူပန်မှုတွေနဲ့ပဲနေကြရတယ်ဗောနော်ကလေးတွေကိုလည်းကြောက်ပိုရခက်ခဲမပိုရခက်ခဲနဲ့အလောက်အခွင့်နဲ့ကလည်းမရှိဘူးဗောနော်ရုပ်ကံမဲ့ဆိုလဲရုပ်ကံဖို့အခွင့်နဲ့လည်းမရှိဘူးပြီးတော့တချို့တွေဆိုရင်ဒီစိတ်အပိုင်းဆိုင်ရာတွေကျဆင်းသွားတာမျိုးတွေလည်းရှိတယ်ဗောနော်ပြီးဒီကိုစင်းတော့မြစ်တဲမှုတွေကြောင့်လည်းတချို့ဆိုရင်တာသမီထားခဲ့ပြီးတော့မှနိုင်ငံချမ်းသွားလိုက်တယ်အဲ့ဒါရှိအမျိုးသမီးတွေလည်းတွေ့ရတယ် ီအခြေအနေတွေဟာစည်ရဲ့ပဋိပက္ခကာလအတွင်းလုံခြုံတဲ့ရန်ဝန်ကိုမဖန်တီးပင်နိုင်တဲ့အပြင်တရားဥပဒေစိုးမိုးမှုအားနည်းလာတာတွေကြောင့်စစ်ဘေးရှောင်အမျိုးသမီးတွေအတွက်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားလာရမှုတွေကပိုပြီးတော့များပြားလာတယ်လို့ IC ရဲ့အတွင်းရင်မှုနဲ့ကိုခွန်ပကြောင်ကပြောပါတယ်။ဒီလိုနဲ့အများစုက တို့တို့လူမှုဘဝပေါ့နော်မလုံခြုံမှုကိုတော့တတိတာတို့တို့ခံစားမှာဖြစ်တယ်တို့တွေရဲ့တာမီဒီယာအတွက်ဆိုရင်ပူပါမှုတွေရှိတယ်ဒါအလောက်ကခွင့်လာတဲ့ငွေကြေးဆိုင်ရာပေါ့စိတ်ကမှုတွေအာတို့တို့ပြပြထန်ခံစားရတယ်အဲဒီကြောင့်အချက်ပုံပစ္စည်းလေးပဲဆရာချက်ပုံပစ္စည်းအချိန်မီတွေတို့တို့ကြုံရနိုင်တယ်ဆိုတော့လည်းအာတို့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 ခံစားတို့တွေ့ရှိနေရတော့ပေါ့နော်အဲဒီဟာကလည်းတို့လက်ရှိဖြစ်နေတဲ့ဟိုဒ ပြည်ပခါပြေရောဒါစစ်ပွဲတွေပေါ်သူတို့ပေါ်လုံခြုံရရောက်ဖို့မဖန်သေးနိုင်သေးဘူးပေါ့နော်။ဒါလည်းစီးပြည်ပခါကြောင့်လည်းဖြစ်တော့ပေါ့နော်။ဒါအခြားတအခြားတစ်ဖက်မှာလည်းတရားဥပဒေစုမှုမှုကလည်းဟိုအကန့်တက်ပဲရှိတယ်မို့လို့အနေနဲ့ပေါ်မှာကတော့ပို့ပြီးတော့မှလို့စစ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောထိခိုက်မှုတွေပိုခံစားရတယ်မို့ပို့ကြုံရတဲ့အနေထားတွေရှိပါတယ်။ ပြရနီပြည်နယ်မှာဆစ်ဆောင်စခန်းပေါင်း420ကျော်ရှိပြီးစစ်ပေးဆောင်ပြည်သူ2သိန်းခွဲဝန်းကျင်ရှိပါတယ်။အဲဒီထဲမှာအမျိုးသမီး60ဆင့်ကရာခိုင်နှုန်းလောက်ပါဝင်နေတယ်လို့ကရနီအရက်ဖက်အဖွဲ့အစည်းတွေကထုတ်ပြန်တဲ့အချက်အလက်တွေအရသိရပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစပြီးအာဏာသိမ်းစစ်တပ်ကကရနီပြည်နယ်ကိုလမ်းပန်းဆက်သွယ်ရေးဖျက်တောက်တာတွေ၊စစ်ဝါပိတ်ဆို့ထားမှုတွေအပြင်လူခွင့်ရေးချိုးဖောက်မှုတွေ၊လေကြောင်းတိုက်ခိုက်မှုတွေနဲ့ဆေးရသွုံမှုတွေကိုပေါ်ပေါ်ထင်ထင်ကျူးလွန်ခဲ့ပါတယ်။ အလားတူပဲပဋိပက္ခတွေကြောင့်ကရဏီပြည်ကနေထွက်ပြေးခိုလုံနေကြရတဲ့ထိုင်းကရဏီနေဆက်ကနှစ်ရှည်ဒုက္ခသည်စခဲတွေမှာဆိုရင်လေဆွေရှောင်းအမျိုးသမီးတွေရဲ့အိမ်တွင်အကြံဖက်ခံရမှုတွေစိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုတွေလိင်ပိုင်းဆိုင်ရာကျူးလွန်ခံရမှုတွေအပေါင်းဝင် မတိမ်မှုပေါင်း24မှုအထိရှိခဲ့တယ်လို့ဆိုပါတယ်ကျွန်မကေခိုင်ပါ